်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်ကပြပရောက်အလို့သမားတွေကိုမိသားစုတွေစီတရားဝင်ငွေလွှဲပို့ဖို့အကြက်ကင်နဲ့လှုပ်ရက်ကိုအာဏာရရင်ဆက်လုပ်သွားမယ်လို့ကြန့်ခိုင်ပါတီဥက္ကဋ္ဌဦးခင်ကြီးကပြောပါတယ် စေအုစုကလုံမဲ့အထူးရောင်ရွေးကောက်ပွဲအတွက်အကြံခိုင်ပါတီကမဲဆွယ်ပြောကြတာမှာဒီပောက်ရောက်အလို့သမားတွေဆန္ဒမရှိတဲ့မိသားစုစီကိုငွေလွှဲပို့ခိုင်းတဲ့ကိစ္စပါလာတာဖြစ်ပါတယ်။ ပြည်ပရောက်အလို့သမားတွေရဲ့မိသားစုစီကိုငွေလွှဲပြောင်းငွေတွေကိုတရားဝင်နီးလနဲ့ပို့ပြီးအစဉ်ပြေချောမွေအောင်စီမံဆောင်ရွက်ပေးသွားမယ်လို့ဦးခင်ကပြောခဲ့တာပါ။လက်ရှိမှာနိုင်ငံသားငွေလိုအပ်ချက်ရှိနေတဲ့စစ်တပ်ကပြည်ပရောက်အလို့သမားတွေကိုမိသားစုစီကိုလာစာရဲ့20ရာခိုင်နှုန်းတရားဝင်လွှဲပို့ဖို့အကြက်ကညွှန်ကြားထားတာဖြစ်ပါတယ်။ငွေလွှဲဖို့ပြက်ကွက်ရင်နိုင်ငံကူးလက်မှတ်တက်တန်းတိုးမပေးတာ။နောက်တစ်ချိန်ပြည်ပထွက်အလို့လောက်ခွင့်မပေးတာ။ ပြပအလုတ်ကိုင်းအလုတ်သမားတက်တဲ့ခံကန် OWIC ရှောက်ထားခွင့်မပေးတာမျိုးနဲ့အရေးယူမယ်ဆိုပြီးတော့လဲစစ်တပ်ကချင်းချောက်ထားပါဗျ။ဒီလိုမျိုးအတင်းကျပ်ငွေလွှဲပို့ခိုင်းတာကိုပြပရောက်အလုတ်သမားတွေကမလိုလားသလို PR အမျိုးမျိုးပေးနေတဲ့အပေါ်လဲဝေဖန်မှုတွေရှိနေကြပါရဲ့ရှင်။ အံမြို့နယ်မြိုင်ကလေးကျေးရွာနဲ့လှကာကျေးရွာအုပ်စုအတွင်ကမဲဆန္ဒနယ်မြေမှာကြန့်ခိုင်ရေးပါတီကိုမဲထဲဖို့အလို့သမားတွေကျူးကျော်နေထိုင်သူတွေနဲ့ဆက်ဆောင်ပြည်သူတွေကိုအုပ်ချုပ်ရေးမှုတွေကဖိအားပေးချင်းချောက်နေပါတယ်။အောင်ခန့်တဲ့ပေးပို့ထားတာပါရှင်။ကြန့်ခိုင်ရေးပါတီအားကောင်းတဲ့ကင်းပြည်နယ်ဖအံမြို့နယ်မြိုင်ကလေးကျေးရွာနဲ့လှကာကျေးရွာအုပ်စုမဲဆန္ဒနယ်မြေအတွင်စစ်တပ်ပိုင်းအမိစီဘီလက်မြေဆက်ရော တန်ကိုရနဲ့တန်လေးတော်အပါအဝင်စစ်ကောင်မရှင်တန်ရင်တုံးရင်ကသက်ဆိုင်ရာမဲယုံနေမှာမဲပေးရမှာဖြစ်ပါတယ်။ကြက်ခိုင်ပါတီအပြတ်တက်နိုင်ရရှိဖို့စစ်တပ်ပိုင်းအမင်းစီပြည်လက်မြေစစ်ရုံးတန်ကိုရနဲ့တန်လေးတော်မှလောက်ကင်နေတဲ့အလုတ်သမားတွေကျွကျော်နေထိုင်သူတွေစစ်ဆောင်ပြည်သူတွေကိုကြက်ခိုင်ပါတီကိုမဲထဲဖို့အုပ်ချုပ်ရေးမှူးတွေရဲ့ဗီယာပေးချင်းချောက်ခံနေရပါတယ်။အာဟုတ်ကဲ့။ဒီကိစ္စမှာဆိုရင်ကတော့တို့ရဲ့ ်ဥစားပြည်သူတွေကိုအုပ်ချုပ်ရေးမှုနဲ့လောလောဆယ်ပြည်သူတွေသူတို့ရဲ့ကြံ့ခိုင်ရေးကိုလည်းမေးပြရမယ်ပေါ့နော်ကြံ့ခိုင်ရေးမေးမပြီးလို့မရှင်ပြည်သူတွေကိုဖိအားပေးတယ်ပေါ့နော်လိုက်ပြီးတော့ပြည်သူကလည်းသူတို့ချင်းချောက်တယ်ဆိုတော့လည်းမဲမပြင်းလည်းမရဘူးဆိုတော့ဆေးဥရင်ရပါတော့เนาะအချွေမှုနဲ့နောက်လိုက်တဲ့ဒီလိုမျိုးသူတို့ကြံ့ခိုင်ရေးပဲနေပြရမယ် ပြပြလို့မပြလို့မရဘူးအဲ့လိုမျိုးပေါ့နော်နေထိုင်တဲ့လူတွေတောင်မှကျူးကျော်တယ်ပါလေဆိုလို့ရှိရင်နေခွင့်မပြဘူးမောင်းထုံမယ်ပါညာနဲ့အဲ့လိုမျိုးချိန်ချောက်တော့ပေါ့နော်သူတို့ရဲ့တက်ခံရေးပဲမပြရမယ်ပေါ့ရှစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာ ရေကောက်ဝဲပိုင်းတွေကိုကျင်းပသွားမှာဖြစ်ပြီးကင်းမီနယ်မှာတော့ဖအံမြောက်ရီနဲ့တန်တော်ကြီးမြို့နယ်သုံးခုမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ဒါအပြင်အော်တိုကော်လ28ရက်နေ့ကစပြီးဒီဇင်ဘာ26ရက်နေ့ထိ ရပောင်း60မက်ဆစီဝင်းကာလာတတ်မှတ်ထားပါလေဒီကြံ့ကြံ့ကြီးရဖို့တော့ကတော့ဒီအုတ်ချုပ်ရေးမလုပ်နေတဲ့သူတို့တွေအုတ်ချုပ်ရေးမလုပ်နေတဲ့ရာကူပါမူညာမူဒါရတော့အကုန်လုံးတော့ချက်ခံယူပြပေးမှာတော့ဒါတော့ဆရာမပြောလေတိကိုတိရတယ် အာပြည်သူကိုပြရပြီးဆိုဒါကတော့ကျွန်တော်ကျွန်တော်ပြောမယ်ဆိုရင်ချက်ကနေဆိုတာမျိုးကလည်းနဘူတွေကပြည်သူပေါ်တသက်လုံးအောင်ကောင်းကြတာပေါ့လေသူတို့ကတော့ပြည်သူကတော့ချင်းချောင်းမှာပဲဒါသူတို့ရဲ့လိုရိုးလို့ဆင်မဲ့ဆက်အပြည်သူချင်းချောင်းမဲ့ပြည်သူညုံညုံဆွဲမဲ့ပြည်သူဒဇူးဒဇောင်းလေးနဲ့ပြပြခေါ်မဲ့ဒါဒါလည်းဒါပြသူတို့ရဲ့ဟိုမစစ်မှန်တဲ့မစစ်မှန်တဲ့ပြည်သူပေါ်မှာငိုရဲမယူတာနဲ့စိတ်တက်တယ်ပေါ့နာမည်ရောက်ွယ်ပိုင်းနှစ်ကို 2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မြို့နယ်တရားမှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးကင်းပြည်နယ်မှာတော့ဖာပုံမြို့နယ်နဲ့လှိုင်ဝဲမြို့နယ်တို့ကမှကျင်းပသွားမယ်လို့ထုတ်ပြန်ထားပါတယ်။မဲထဲကို PRB ချင်းချောက်သားတွေကို ပါတီတွေကဥဆောင်ပြီးတိုင်ကြားတာတွေလှုပ်ဆောင်ဖို့လိုအပ်တယ်လို့ကင်းပြည်နယ်အတွင်းဝင်ရောက်ရွေးခံမဲ့ကိုစလေလောင်းတယောက်ကပြောပါတယ်။ဟုတ်ချို့ကိုလည်းတော့ဒီကအကွန်မြူနတီမှာပြောလို့ရတော့ကြားပါတော့ တော့တိုင်ဝဲတိုင်သူတို့ကသူများကိုတိုင်တိုင်ပါသူများကြီးကတော့သူအလုံးနဲ့ပြီးတော့တယ်ဒီခပတီကြီးကတော့တိုင်တိုင်နေတော့ကျမမဖြစ်ဘောတော့တိုင်ကတော့လူအပ်တယ်ဗျာဒါပေမဲ့ကျမနိမကြီးရသမောက်ကသူတို့ကလည်းအမိမရှိပဲနေတော့ဒီရရားမှုတွားပြီးတော့တိုင်ကြိုသားမလာပေါ့တော့ဒီမှာသူပါတီတစ်ခုကနေဟာဒီတိုင်လာငါတို့ပြည်လဲသတ်သဖြင့်မပြောပဲနေတော့ community ကအဲ့ဒီတော့မလာပေါ်တော့အဲ့လိုလောက်တိုင်တိုင်ကသက်သက်သွန်သက်ရှိရည်ကြီးကတော့ရှားမယ်လို့ဖြေတာပေါ့ဗျာ စစ်တပ်ကပြုလုပ်တဲ့ရေကောက်ပွဲကိုကင်းမီနေအတွင်းကမက်ဆန်နာနဲ့ခုနှစ်ခုမှပြည်ထောင်စုချန်ဟိန်းနဲ့ဖွံ့ဖြိုးရေးပါတီ၊ဖရွန်ဆိုဝါဒီမိုကရက်တစ်ပါတီ၊ကင်းရမျိုးသားဒီမိုကရက်တစ်ပါတီ၊ရှမ်းနဲ့တိုင်းသားများဒီမိုကရက်တစ်ပါတီ၊ပို့မျိုးသားညီညွတ်ရေးပါတီ၊တိုင်းသားစီလုံးညီညွတ်ရေးပါတီနဲ့ပြည်သူ့ရှေ့ဆောင်ပါတီတွေဝင်ရောက်ရှိပြိုင်မှာဖြစ်ပါတယ်။ပြည်သူ့လွတ်တော်မှာကိုယ်စားလှယ်လောင်း31ရောင်းအမျိုးသားလွတ်တော်မှာကိုယ်စားလှယ်လောင်း29ရောင်းပြည်နယ်လွတ်တော်မှာတည်တည်ပုဂ္ဂလအပါအဝင် ကိုစလေလောင်း36ရောင်းဝင်ရောက်ရွေးခံမယ်လို့သိရပါတယ်ကျွန်တော်အောင်ခံပါတရုတ်ရဲ့ရှန်ကျိုး21လူလိုက်ပါအာဂါတာခီးစင်မှာထန်ကုန်းအာဂါတာစခန်းကိုကြွက်လေးကောင်ပထမဆုံးအကြိမ်ထည့်သွင်းစီလွတ်သွားမယ်လို့စီမံကိန်းပြောခွင့်ရပုဂ္ဂိုလ်ကအတည်ပြုပါတယ်။ ။အော်တိုဘာလ31ရက်နေ့မှာလွှတ်တင်မဲ့ဒီခီးစင်မှာတရုတ်ရဲ့အသက်အငယ်ဆုံးအာဂါသရင်မှုအဖြစ်1993ခုနှစ်မှာမွေးဖွားသူတအိုးလိုက်ပါမှာဖြစ်တဲ့လို့ပါကစ္စတန်အာဂါသရင်မှုတအိုးကိုလည်းစက္ကန့်မှာကာလာဒိုမစ်ရှင်လောက်ဖို့ခွဲယူသွားဖို့အစီအစဉ်ရှိတယ်လို့ဆိုပါရယ်။အာဂါသဆူဇန်လီလာရဲ့နေပယ်မှာတရုတ်ကလေးလေးမြန်မြန်တိုးတက်လာခဲ့အပြီးမှာ အမေရိကန်ကလည်းတရုတ်ထက်အရင် လာပေါ်လူပြန်လှုပ်ဖို့စူးစမ်းလာပါဗျ။ လပေါ်မှာရှာဖွေတူးဖော်ရေးအတွက်အမေရိကန်ဦးဆောင်တဲ့ Artemis သဘောတူညီချက် Artemis Accords နဲ့တရုတ်ရုရှားဦးဆောင်တဲ့အပြည်ပြည်ဆိုင်ရာလသုတေသနစခန် ILRS ဆိုပြီးတော့အပြိုင်ဖြစ်နေပါတယ်ရှင်။ TV ဥမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်။